ဥစစော်နဲ့မီနီမီကျော်ပူဖွေးရဲ့လက်ထက်မဲ့တည်င်းမင်္ဂလာတည်င်းကတော့ online ပေါ်မှာမြန်မာနိုင်ငံမှာအကြီးကျယ်ကိုပို့လို့ရိုက်လေရှိနေပါ ರಿ ဥစစော်ဟာဆိုရင်တော့ဖြစ်မြန်မာနိုင်ငံရဲ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌလေးဖြစ်တယ်လို့ Mass Company ရဲ့ CEO နဲ့ founder လေးဖြစ်ပါ ರಿ သူဟာ company ခွဲပေါင်းမြောက်များစွာကိုထူထောင်ခဲ့ပြီးတော့ခုချိန်မှာဆိုရင်တော့ဖြစ်မြန်မာနိုင်ငံရဲ့တပည့်အချမ်းသာဆုံး three American dollar 6 billion နဲ့ရပ်တည်နေတာပဲဖြစ်ပါ ರಿ ဥစစော်ဟာတကယ်ကိုလေးလေးစားဖို့ကောင်းပါ ರಿ ဦးစိုးစိုးရဲ့အင်ထောင်ကြီးကတော့ခွတ်ချက်တီကောင်းမွန်နေစေပါအခုမနီမီကျော်ပူပွေးနဲ့လက်ထပ်မင်းဆိုပြီးတော့တရင်တွေကတော့တက်လာနေတယ်ပူပွေးကလည်းလုံးကလေးအပတ်ကပေါ့ဗျာအင်တာဗျူးတခုမှာသူကမကြခင်မှာလက်ထပ်မယ်လက်ထပ်တယ်ဆိုပေမဲ့သူ့ကိုအထင်မလွဲကြဘူးသူဟာပတ်စံမဲ့လို့လက်ထပ်တာမဟုတ်ဘဲနဲ့တကယ်ကိုသူ့အပေါ်မှာအချစ်စစ်အချစ်မှန်တဲ့ချစ်တဲ့တကူပဲလက်ထပ်တာဖြစ်ကြောင်းကိုပြည်သက်တွေကိုပူပွေးကရင်ပွင့်လာခဲ့တာဖြစ်ဖြစ်ပါတယ် ဒီချက်ကိုကြည်ချင်းအဖြစ်ပူပွေဟာဥစ္စာတော်မိသားစုတွေကိုဝင်ဖို့အတွက်စတင်ပြီးတော့ပြည်သက်တွေကိုနားလည်မှုမလွဲဖို့အတွက်တောင်းဆိုနေပြီလည်းဖြစ်ပါတယ်။ဥစ္စာရဲ့သားကြီးနဲ့ပူပွေထွာချစ်သူတွေဖြစ်နေကြတာနှစ်နှစ်ခွဲကြာမြင့်ပြီဖြစ်ပြီးတော့ဥစ္စာကိုယ်တိုင်ကသူ့ရဲ့သားကြီးနဲ့ပူပွေကိုသဘောတူထားကြောင်းလည်းသိရပါတယ်။ဒါကြောင့်တနိုင်ကလုံးဝတော့ပူပွေတို့မောင်နှမတွေရဲ့ကံကောက်မှုတွေကိုအားကျနေကြပြီဖြစ်ပါတယ်။ပူပွေရဲ့တရေပဲกว่าတဲ့မောင်နှမဝန်ခွဲဖြစ်တဲ့ညီမဝန်ခွဲဖြစ်တဲ့မင်းမကြီးဝိုးမုံရှိကိုယ်တိုင်ကလည်းမြန်မာနိုင်ငံရဲ့ ူငယ်များကြားမှာချမ်းသာဆုံးလူငယ်တထေးကြီးအမေရိကန်ဒေါ်လာ998သန်းပိုင်းဆိုင်တဲ့နိုင်ဖြိုးကျော်နဲ့လက်တွဲခဲ့ပြီးဖြစ်ပါရယ်ကုဒီကောင်မတော်ဖူးဖွေးလဲပါဖူးဖွေးရဆွေးတော့ပြီးမြန်မာနိုင်ငံရဲ့ချမ်းသာဆုံးဆိုရင်နံပါတ်3နေရာမှာချိန်တီဒေါ်လာ6ဘီလီယံပိုင်းတဲ့တထေးကြီးရဲ့သားနဲ့လက်ထပ်တော်မှာဖြစ်ပါရယ်ဗျာ